မင်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ကြောက်ပြူထိန်ချုံနေမြေတွေကိုဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီတပ်ပြန်လည်ထိုးစစ်ဆင်နေပြီးတီးရီလီမှာတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်ရှိထိန်ချုံကျင်းရွာတွေကိုဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေပြုလုပ်နေရရှိကြောင်းသိရပါတယ်။စစ်ကောင်စီကမနေ့က AB 73ရက်နေ့မှာကြောက်ပြူရှမ်းကုန်းအတွင်းလမ်းရှိအမှတ်30နှစ်ရဲတပ်ရဲအနီးရှိအရခတ်တပ်တော်အေးထိန်ချုံလိုက်တဲ့ကျင်းရွာတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းများထံပြန် ြန်လေးစစ်ကြောင်းထိုးလာကြောင်းသိရပါဗျ။အေးထင်းချုံရွာတွေကိုစစ်တပ်ကပြန်စစ်ကြောင်းထိုးတာစစ်ကြောင်းပြန်လန်းကြကုန်နေကြတယ်။အဲ့ဒီစစ်ကြောင်းပြန်ရင်ရဲတပ်ရင်အတိုက်ခိုက်ခံရပြီးရဲတပ်ရင်ရဲကာကင်စခန်းနှစ်ခုကျသွားတယ်ပြောတယ်လို့တတင်းအရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့အေပီကိုရက်ကပြင်ရှင်ချင်းရွာရှိအေးသိမ့်ပိုက်ထားတဲ့၎င်းတို့ရဲ့စစ်ကောင်စီစခန်းကိုပြန်လည်ရရှိဖို့စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဒါဇင်နီးပါးတည်ဆုံခဲ့ကြောင်းဒေသခံတွေစီကသိရပါတယ်။ ကြောင်ဖြူမြို့နယ်ကုန်းချွင်တိုင်းနယ်ရှိပြိုင်စိကင်ကျင်းရွာနန်းဖဲတောင်နှင့်ပြင်ရှင်ကျင်းရွာတို့မှာစစ်ကောင်စီစစ်ကြောင်းထုံမှုကြောင့်နေစဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။ပြီးခဲ့တဲ့ AB 7ရက်နေ့ကစပြီး AA ထိန်ချုပ်ရွာတွေကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာလို့နေစဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကကြီးရည်လေးတို့နဲ့တိုက်ခိုက်လျက်ရှိပါတယ်။အင်း ကပြီးခဲ့တဲ့ AP လာတရနေ့မှာလကုံ AP 30ရက်နေ့ထိတဖက်သက်အပြစ်ခံရစဲကျင်ညာပြီးရနောက်စစ်ကောင်စီကလည်းသုံးဖက်ကြားအပြစ်ရကြောင်းထုတ်ပြန်ပါတယ်စစ်ကောင်စီက၎င်းတို့ထုတ်ပြန်ချက်ကိုချိုးပေါက်ကကြောက်ဖြူမျိုးနဲ့တွင်ဆုံးရှုံးခဲ့ရတဲ့စကမ်းတွေကိုပြန်လည်ထိုးစစ်ဆင်ပြီးရေတပ်မှလက်နက်ကြီးများ drone ပုံများတုံးပြီးတိုက်ပွဲဖော်ဆောင်နေကြောင်းသိရပါတယ်ဆက်လက်ပြီး PDF တွင်မကြာခဏတိုက်ခိုက်ခံနေရတဲ့အတွက်ပကံညောင်းတစ်မျိုးလုံးမှာစစ်တပ်က CCTV များတပ်ဆင်လိုက်ပြီးထွေအုပ်ရုံတွင်မှလုံခြုံရေးယူဆောင်ကြည့်နေကြောင်းတင်ဆက်ပေးပါမယ်မန္တ တလေးတိုင်းပကံညောင်မြို့နယ်ပကံညောင်တမျိုးလုံးမှာစစ်တပ်က CCTV များတပ်ဆင်လိုက်ပြီးထွေအုပ်ယုံတွင်မှလုံခြုံရေးယူဆောင်ကြည့်နေကြောင်းလုံခြုံရေးနဲ့ဆက်ဆက်တဲ့တရင်အရင်မြစ်တချို့ကပြောပါရယ် PDF တွေကမကြာခဏဆိုသလိုတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အတွက်အခု AP လာဆက်ပိုင်းတွင်စစ်တပ်ကညောင်မြို့ပေါ်မှာ CCTV တွေကိုတပ်ဆင်လိုက်ပြီးဖြစ်ကြောင်းအထူးသဖြင့်မြို့အဝင်အတွက်မြို့လယ်ကောင်တွေမှာ CCTV တွေကိုတပ်ဆင်ကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်တွင်မှလုံခြုံရေးယူဆောင်ကြည့်နေကြောင်းသိရပါရယ်ပကံညောင်တမျိုးလုံးနဲ့မီးပွိုင်နေမှာ CCTV တပ်ဆင်ထားတဲ့ ယ်မကြာခဏ PDF တွေတိုက်ခိုက်သွားတဲ့နေရာတွေနဲ့လမ်းခွဲတွေမြို့အဝင်ထွက်တွေမှာတက်ဆင်ထားတယ်။အဲ့ဒါတွေကိုထွေအုပ်ယုံတွေကနေထိုင်ဆောင်ကြည့်နေတာလို့ဒေတာကန်သတင်းရင်းမြစ်တွေကပြောပါရယ်။ဒါပြင်အခုတကြံကာလစစ်ကောင်စီကပွဲလန်းသပင်များမလုပ်ဖို့ညွန်ကြားချက်ထွက်ပေါ်လာတော့လေညောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလုပ်ငန်းရှင်များနဲ့စီးပွားရေးလုပ်ငန်းများထံမှတကြံအလူငွေများကောက်ခံထားတဲ့အတွက်မြို့နယ်တကြံမတ်တပ်ကိုမဖြတ်သိမ်းတော့ဘဲတကြံပွဲကိုဆက်လက်လှုပ်ဆောင်နေကြောင်းသိရပါရယ်။ ဆက်လက်ပြီးတော်လိုင်းအင်အားစုတွေအကြားအငင်းပွားမှုတွေကိုငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းမယ်လို့ ICNCC ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းအင်အားစုများအချင်းချင်းကြောင့်ဖြစ်ပွားတဲ့မြည်သည့်အငင်းပွားမှုကိုမဆိုမိဖက်ပဋိပက္ခတွေအဖြစ်မှတ်ယူပြီးငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းဂျာကာလာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC က AP လ13ရက်မှာထုတ်ပြန်ပါတယ်။ ICNCC ဖွင့်စည်းမှု၄နှစ်ပြည့်မြောက်တဲ့မနေ့ကအဆိုပါသဘောထားကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့မြို့နယ်တချို့မှာနှစ်ဖက်ကအဖွဲ့အစည်းတွေရှိပါတယ် ဲ့အရင်ကတည်းကသဘောထားကွင်လွယ်ပြီးပြစ်ခတ်မှုတွေရှိခဲ့တာရှိပါတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့အတက်နိုင်ဆုံးအင်အားမတုံမင်းငင်းချမ်းနဲ့နီလန်းနဲ့တွားကြမယ်ဆိုတာကျွန်တော်တို့ရဲ့သဘောထားပါလို့ ICNCC တာဝန်ရှိသူတန်အုပ်ကပြောပါတယ်အိန္ဒိယနိုင်ငံမီဆိုရန်ပြည်နယ်အစိုးရရဲ့ဂျာဝင်စစ်ဆက်ပေးမှုကြောင့်ချင်းပြည်ကောင်စီ CC နဲ့ဂျာကာလာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC အကြားသဘောတူညီမှုရရှိပြီးပေါင်းစည်းရေးအတွက်လိုအပ်တဲ့ဆွေးနွေးမှုဆက်လက်ပြုလုပ်မယ်လို့ဆိုပါတယ်လက်တလောချင်းပြည်နယ်အတွင်းရှိစစ်ကောင်စီအမြန်ဆုံးအမြင့်ပြတ်ပုံအတွက်ဦးစားပေး ဆောင်ရွက်သွားဖို့လည်းရှိကြောင်းသိရပါတယ်။ချင်းလူမျိုးတွေကသမိုင်းတခြားအတူရှင်တွဲနေထိုင်ခဲ့ကြသူတွေသာဖြစ်ယုံမကတွန်လိုင်းအဆက်ဆက်မှလည်းလူမျိုးတစုနဲ့တစုကူညီရိုင်းပင်လျက်အမျိုးသားတန်းတူညီနဲ့ကိုပိုင်ပြတ်ထန်ခွင့်ရရှိဖို့အတွက်ပုံရံသူတွေကိုလက်တွဲတိုက်ပွဲဝင်ခဲ့ကြသူတွေဖြစ်ကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။ဒါကြောင့်ဆင်အာနာရှင်တိုက်ထုံရမှာအငင်းပွားဝယ်သမိုင်းကြောင်းနဲ့အမုန်းစကားတွေကိုရှောင်ကျဉ်ကြဖို့အထူးတိုက်တွန်းလိုတယ်လို့ ICNCC ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီကနေ့ချင်းပြည်မှာဆင်အာနာရှင်ကြာဆုံးပြီးလူမျိုးဖို့လက်တကန်းတာလူတော်တွေအချိန်ရောက်ရှိ နေပြီးစစ်ကောင်စီမှအတမနဲ့ကျင်းပဖို့ကြိုးစားဆီစဉ်နေတဲ့ရွှေကောက်ပွဲကိုလည်းကျင်းပနိုင်မှာမဟုတ်တလို့ပြည်သူများမှလည်းပါဝင်ခြင်းထောက်ခံပံ့ပိုးခြင်းများမလုံဆောင်ဖို့ထုတ်ပြန်ချက်မှတတိပေးထားပါတယ်။ တူမီနဲ့စတင်ခဲ့တဲ့ချင်းလူလူတော်လိုင်းကအောင်ပွဲများဇတိုက်ရရှိနေပြီး၎င်းတို့ဆက်လက်ရှင်သန်ရည်တည်နိုင်ဖို့အတွက်နိုင်ငံအနှံ့လင်းရင်နဲ့ပုံကျင်းနေတဲ့အတွက်အပြစ်မဲ့ပြည်သူများအသက်အဝင်ဆုံးရှုံးမှုတွေအတွက်စစ်ကောင်စီလုံရက်ကိုအလေးနက်ရှုတ်ချတယ်လို့ဆိုပါတယ်။ဆရာနာရှင်အဆုံးတက်ရင်နဲ့ Federal Democracy တိဆောက်ရေးတိုက်ပွဲများအတွင်အသက်နဲ့ခန္ဓာပိဆက်ခဲ့တဲ့သူရဲကောင်းများရာထူးနဲ့ရပိုင်ခွင့်များကိုဆွန့်လွတ်ပြီးအခက်ခဲများကိုရင်ဆိုင်တော်လှန်နေတဲ့ CDM များနီလန်းပေါင်းစုံနဲ့တိုက်ပွဲဝင်နေကြတဲ့တော်လှန်ပြည်သူများနဲ့ထောက်ပံ့များအားလုံးကိုလေးစားကွန်ပျူတာအကြောင်း ့ ICNCC ထုတ်ပြန်ချက်မှာဖော်ပြပါရယ်၂021ခုနှစ်ဧပြီလ23ရက်ကစတင်ဖွဲ့စည်းခဲ့တဲ့ ICNCC ကအမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC အမျိုးသားညီညွတ်ရေးဆိုရ NUG တို့ကနောင်းဖွဲ့စည်းရမှာပါဝင်ခဲ့တဲ့ပြည်내ကိုစားပြုအတိုင်ပင်ခံကောင်စီတခုဖြစ်ပါရယ်၂023ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာဖွဲ့စည်းတဲ့ချင်းညီနောင်နဲ့နိုင်ငံရေးစီရင်မှာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါရယ်ချင်းညီနောင်ဖွဲ့ကချင်းပြည်နယ်အတွင်းရှိကျင်းတွေးမတူပြီးမင်းတက်ကံပလက်မင်းတက် ဖလန်းမျိုးတွေကိုတိမ့်ပိုက်ထားပြီးမဟာမိတ်တွေနဲ့ဆက်လက်ပူးပေါင်းပြီးမျိုးသိမ်းတိုက်ပွဲတွေဆောင်ရွက်သွားမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ ICNCC ကိုအစုအဖွဲ့ခုနှစ်ခုနဲ့ပြင်ဆင်ဖွဲ့စည်းထားခဲ့ပြီးချင်းကြားဒရာမူရေးဆွဲထားကမကြာမီကာလအတွင်းညီလာခံခေါ်ယူပြီးအတီးပြူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ရှိစကြမျိုးပေါ်ရှိစတဲ့အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားတအုပ်တည်ဆုံတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မကွေတိုင်းရှိစကြမျိုးပေါ်ရှိအကြံဘတ်စတက်ခန်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခင်ရာစစ်သားတအုပ်တည်ဆုံခဲ့ကြောင်းမြင်းချန်ဘလက်တိုင်းက MPD တပ်ဖွဲ့ကောင်းဆောင်ဗိုလ်မိုက်ခင်ကပြောပါရယ်။အေဗီလာစနေနေ့ည9:00ခွဲကန့်ချိန်ရှိစကြမျိုးအမတ်ရှိ ဒုက္ခဝတိရက်ွက်ကတ်ကျော်ဖုန်ကြီးကြောင့်မှတက်ဆွဲထားတဲ့စစ်တပ်ကိုမြင်းကျန်ဘလက်တိုင်က MPD တပ်ဖွဲ့မှရဲဘော်တွေကပျောက်ကြားနှိစနစ်အုံပြုပြီးအနီးကဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်သားတအုပ်သေးဆုံးပြီးနောက်ထံရရရှိခဲ့ကြောင်းတရားရရှိထားတဲ့စကားစတပ်သားများရေစကြိုမျိုးပြည်သူစေယုံမှစေကူတာနေရကြောင်းသိရပါတယ်။မျိုးဘော်ကစခရီပဲ၃ဘတ်၃တန်ကနေပိန်ထားတာရဲဘော်တွေကပိတ်မိတယ်လို့ဖြစ်တာပေါ့။အဲ့ဒီမှာတိုက်ပွဲကနည်းနည်းတနာရီလောက်ထိထက်ကြသွားတာနောက်ဆုံးကျတော့ကျွန်တော်တို့ရဲဘော်တွေပြန်ထွက်လာနိုင်ခဲ့ပါတယ်လို့မြင်းကျန်ဘလက်တိုင်က MPD တပ်ဖွဲ့ကောင်းဆောင် ာပိုးမိုက်ခဲကပြောပါရယ်မြင်းကျံဘလက်တိုက်က MVD တပ်ဖွဲ့မှရဲဘော်တွေကပြန်လည်ဆုတ်ခွာစဉ်အစံဘက်စစ်ကောင်စီတပ်သားတွေကပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနအင်္ဂါထပ်မံကြာမြင့်ခဲ့ပြီးပြည်သူ့ကာကွယ်ရေးဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်